အဲ့ချိန်မှာကလေးလေးကအဲဦးတို့ကျွန်တော်ဘာမလုပ်မလို့တောက်ဘာမလုပ်မလို့လားအေးဘာမလုပ်စိတ်ချစိတ်ချလုံးဝကလေးကဒီဟာတွေနဲ့ပတ်သက်လို့ဘာမှအပြစ်ရှိတာမဟုတ်ဘူးဆိုတော့တော်လိုင်းတက်ဖွဲ့တွေကလုံးဝလက်ခံယုံကြည်ထားတယ်အားလုံးမင်္ဂလာပါဗျ။ဒီနေ့မှဒါကျွန်တော်ဒီရထဲတွေ့ရတဲ့ထူးထူးခြားခြားဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အားရစရာတော်လည်ရင်အတွက်အားရစရာဖြစ်စဉ်တွေနဲ့ပတ်သက်လို့တင်ပြပေးချင်ပါလေပထမဆုံးတော့ဒါအာရခတက်တော် A ပေါ့နော်အာရခတက်တော် A ကဒါစစ်တုံမန်မိသားစုဝင် မိသားစုဝင်225ဦးကိုဒါအာရခတက်တော် A ကပြန်လွှတ်ပေးတယ်ပေါ့နော်ပြန်လွှတ်ပေးတယ်အဲဒီတုံမန်တွေနဲ့ပတ်သက်လို့ဒါပြန်လွှတ်ပေးပြီလို့သတင်းကြားတဲ့အခါမှာအားမလို့အားမရဖြစ်ကြတာတော့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းအခုတစ်ခေါက်ပြန်လွှတ်ပေးတယ်ဆိုတဲ့ဟာတွေကဒီ225ဦးကအမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်တယ်ဆိုပြီးတော့သိရတယ် အမျိုးသမီး95ဦးကလေးတငယ်130ဦးကိုပြန်ပြီးတော့လွတ်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့စစ်တပ်ကမေအွန်လိုင်းစစ်တပ်ကကလေးငယ်တွေကိုပေါ့နော်အဲ့ဒါအနီးဆက်ဆုံးဒါရှေ့မှာလည်းဖြစ်စဉ်တွေတော့အများကြီးပဲဒါပေမဲ့အနီးဆက်ဆုံးဒီဘက်ဖြစ်စဉ်ကြည့်မယ်ဆိုရင်ကိုပဲကလေးတငယ်ဒါ20ကျော်နဲ့ဆရာဆရာမတွေကိုဘုံကျဲတက်ဖြတ်ခဲ့တဲ့ဒါလှုပ်ရရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါစစ်တပ်ကကလေးငယ်တွေပါမရှောင်တက်ဖြတ်နေတဲ့အချိန်မှာတော့အာရခတက်တော်ကတော့ခုနလို့ ါစပန်းစီရမိတဲ့စစ်တုံမန်းတွေရဲ့မိသားစုဝင်တွေနဲ့ကလေးတငယ်တွေကိုသဘောထားကြီးစွာနဲ့လူသားချင်းစာနာမှုဆိုင်ရာပုံစံမျိုးနဲ့ဒါပြန်ပြီးတော့လွတ်ပေးတဲ့ဟာကိုတွေ့ကြရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်တပ်ဖွဲ့ကတိုင်းပြည်အတွက်ရှိတဲ့နဲ့တပ်ဖွဲ့လဲဘယ်တပ်ဖွဲ့ကတော့တိုင်းပြည်အတွက်မရှိတဲ့တပ်ဖွဲ့လဲဆိုတဲ့ဟာကိုသိသွားကြမှာဖြစ်တယ်ပေါ့နော်အဓိကတော့အကလေးတွေဆိုတာကဘာအပြစ်မှမရှိဘူးကျွန်တော်ရှေ့မှာဗီဒီယိုတစ်ခုတွေ့ကြရလိမ့်မယ်ပေါ့နော်အားလုံးလည်းအဲ့ဗီဒီယိုတွေ့ပြီးလိမ့်မယ်ဒါ တပ်ဖွဲ့တွေကတော်လိုင်းတပ်ဖွဲ့တွေကဒါစစ်ကောင်စီရဲ့တရင်ဌာနချုပ်တွေကိုဝင်ပြီးတော့တိုက်ခိုက်တဲ့အခါမှာအဲဒီစစ်ကောင်စီဘက်ကပေါ့နော်စစ်သားရဲ့မိခိုသူတားသမီးပေါ့နော်အဲ့အကောင်လေးကသူ့ရဲ့ကလေးလေးသူ့ရဲ့ဒါဒီမောင်နှမဖြစ်မှာပေါ့နော်ကလေးလေးကိုပွေထားတယ်ပေါ့နော်ပြီးတော့သူ့ညီလေးကပျောက်နေတယ်အဲပျောက်နေတဲ့ဟာကိုဒါတပ်ဖွဲ့တွေကအာဟာပေါ့နော်ကလေးမင်းရဲ့မိဘတွေရောမိဘတွေကတည်သွားပြီပေါ့နော်အဲ့ပြင်အဲ့မိကြီးလေးကိုဥလို့ရှာပေးမယ်ပေါ့အဲ့လိုမျိုးပြောနေတဲ့ဟာလေးလည်းတွေ့လိမ့်မယ်ပေါ့နော်အဲ့ချိန်မှာကလေးလေးက အဲဦးတို့ကျွန်တော်ဘာမလုပ်ဘူးတောက်ဘာမလုပ်ဘူးလားအေးဘာမလုပ်စိတ်ချစိတ်ချလုံးဝကလေးကဒီဟာတွေနဲ့ပတ်သက်လို့ဘာမှအပြစ်ရှိတာမဟုတ်ဘူးဆိုတော့တော်လိုင်းတက်ဖွဲ့တွေကလုံးဝလက်ခံယုံကြည်ထားတယ်အဲ့ဒီတိုင်းပဲကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ပြီးတော့သူတို့ကပြန်တော်ရှာပေးမယ်ဒါရဲ့ညီလေးကိုဦးတို့ပြန်ရှာပေးမယ်ဆိုတဲ့ပုံစံမျိုးဒါဖြည့်သွားတယ်တွေ့ရတယ်မယ်ဒါကလုံးဝဟန်ပြလှုပ်ထားတာမဟုတ်ဘူးအတကယ်ကိုတကယ်ဖြစ်ရမှန်ပေါ့နော်တပ်ဖွဲ့တွေစီမှာတော့အဲ့လိုလူသားချင်းကိုချင်းစာတဲ့စိတ်တွေကအမြဲတမ်းရှိတယ်ပေါ့နော်ဒါမင်းအောင်လိုင်းကတော့အဲ့လိုမဟုတ်ဘဲနဲ့ တော်တော်လေးကိုမယိုင်းရုံပါစွာလုံနေတဲ့လုံရက်တွေကဒါနှစ်ခုရှင်ပြသွားတဲ့ခါမှာအဲတော်တော်ကွာချားသွားတယ်ဘယ်ဟာတန်ဖိုးရှိတယ်ဘယ်ဟာတန်ဖိုးမဲ့တယ်ဆိုတဲ့ဟာကိုသိတာသွားစီတယ်ပေါ့နော်အတိုင်းပြည်တော်ကမင်းအောင်လှရဲ့စစ်တပ်ဟာမရှိသင့်တော့တဲ့စစ်တပ်တစ်ခုဖြစ်သွားတယ်နောက်တစ်ခုကတော့ဒါအာရခတတ်တော် AA ကပဲပေါ့နော်အပြောရဆိုခွင့်ရှိသူဥက္ကဋ္ဌကပြောသွားတာရှိတယ်ဒါအာရခတတ်တော် AA ရဲ့ဒါထောက်ပံ့ရေးအဖွဲ့ဝင်တွေကို ငွေရေးဆေးဝါးတွေနဲ့အတူဖမ်းမိတယ်ဆိုပြီးတော့စစ်ကောင်စီကတရင်နေလိန်လဲထုတ်ပြန်နေတယ်ဆိုပြီးတော့ပြောသွားတယ်။အဲ့ဒါကအေအေရဲ့ဂုံသိက္ခာညှို့နှံ့စေဖို့အတွက်ဇလန်းစင်ဖန်တီးထားတာလေ။ပြီးတော့ကျတော့ဒီလိုမျိုးကိစ္စရက်တွေဆိုတာစစ်ဘုံချုပ်တွေကသာသူတို့တွေကိုဒါထိန်းချုပ်အဲဒါထိန်းချုပ်တာတွေအခွင့်ပြုတာမျိုးတွေလုပ်နေတာဖြစ်တယ်ဆိုတဲ့ဟာကိုလည်းတဘာလေးပြောသွားတယ်။အဲ့ဒါအမှန်ပါပဲ။ဒါကျွန်တော်တို့တွေ ကိုတိုင်ကိုကြကြုံခဲ့ဘူးတဲ့ဖြစ်စဉ်ဖြစ်ရတဲ့ရှိပါတယ်ကျွန်တော်စီဒီအမ်မလောက်ခင်ချိန်မှာကိုပဲဒါကချင်ပြည်နယ်တဲ့ရပါတော့ဘမော်အခုတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့နေရာအဲဘမော်မှာရှိတဲ့ဒါနေဆက်လမ်းကြောင်းနေပါတော့တေယုတ်ဘီဘက်ကိုထွက်တဲ့နေဆက်လမ်းကြောင်းနေမှာတရားဝင်ကုန်ပစ္စည်းကူတန်းမှုတွေအများကြီးရှိပါတယ်အာနိုင်ငံရဲ့တည်ရန်စာတာတွေဖြစ်တဲ့ကြောက်စိမ်းလိုဟာမျိုးတွေအဲပြီးရင်ခုနလိုတက်ထုလိုဟာမျိုးတွေပြီးတော့ကြတော့ဒါတစ်ပေါ့နော်အဓိကတစ်တင်းနဲ့ပတ်သက်လို့အဖိုးတန်ဒါ ကျုံးတို့ဘာလို့ဆိုတာထားလိုက်တော့တမ်လန်းတို့ဗဒောက်တို့ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေကအစအများကြီးတွာလာမှုတွေရှိတယ်အဲ့ဟာတွေကိုလမ်းမှာတေချာစောင့်ကြပ်ဖို့ထားထားတဲ့အဖွဲ့တွေကဒီအခုဆိုရင်ဒါရဲဖြစ်ရဲတို့စစ်တပ်တို့အဲပြီးရင်ဒါနာတို့နေဒိန်းတို့မော်တော်ဘီကေအစပါတယ်ပေါ့နော်အဲပြီးတော့ဒါဟိုဟာလူကုံလူကုံဒါတို့အဲပြီးတော့ SB တို့တစ်တောတို့ပေါ့နော်လုံးဝတာဝန်အရှိဆုံးဆိုတဲ့အဖွဲ့တွေအပြင်မှာ ဲ့ဒီလိုမျိုးဒါလုံအောင်ပတ်စံကောက်တဲ့အချိန်မှာတာဝန်ရှိပါလေဆိုပြီးတော့လုပ်တဲ့အဖွဲ့တွေကဆိုအများကြီးပါလေအဲ့ဒါမူရစ်ကဆိုပါလေပေါ့နော်အဲ့လိုအဖွဲ့တွေလည်းအများကြီးရှိတယ်အဲ့ဒီအဖွဲ့တွေအကုန်လုံးခွင့်ပြုမှပဲသွားလို့ရတဲ့လမ်းကြောင်းတွေဖြစ်တယ်ပြီးရင်အဲ့လိုမျိုးသွားပါလေဆိုတဲ့လမ်းကြောင်းတွေမှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေကြည့်မယ်ဆိုရင်ခေါင်းကြီးပိုင်းတွေပေါ့နော်စစ်ကောင်စီတဲကပုံချုပ် level တွေတိုင်းမှု level တွေတက်မှမှု level တွေ viewer မှု level တွေပေါ့နော် အပြင်တယင်းမှုအဆင့်တွေအစအပြင်တက်ခွဲမှုအရာရှိအဲ့လိုမျိုးအဆင့်တွေကအစသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဒါလုံးဝဒါတခြားဒီကယ်ရီသမားတွေကိုခိုင်းပြီးတော့သွားခိုင်းနေတာအမျိုးတွေအစအများကြီးရှိတယ်။လမ်းကြောင်းမှာအဆင်ပြေချုံးဝေးစေဖို့အတွက်ကိုဖမ်းရမယ်ဆိုပြီးတော့တာဝန်ပေးထားတဲ့အဖွဲ့တွေကိုမဖမ်းနဲ့အိုက်ကားကိုထိရဲထိကြည့်အိုက်ကားကိုလက်ဖျားနဲ့တောင်မတို့နဲ့မေးတောင်မမေးနဲ့ဗာမေးခွန်းမှမေးတာမကြားချင်ဘူးဆိုပြီးတော့လှုပ်ခိုင်းတဲ့ ဖြစ်စဉ်ဖြစ်ရမျိုးတွေကအများကြီးရှိခဲ့တယ်ဒါတွေကိုကျွန်တော်ကိုရီးကြုံခဲ့ကြတာဖြစ်တယ်အဲတော့ကျတော့အခုလိုမျိုးပေါ့နော်အဲမူရဲဆေးဝါးနဲ့အတူဖမ်းမိတယ်ဆိုပြီးတော့ပြောတဲ့ဟာတွေကဒါလုံးဝဂုံသိက္ခာညှိုးနှွမ်းစေဖို့အတွက်ကိုတမင်လောက်ကြံဖန်တီးတယ်ဆိုပြီးတော့ကျွန်တော်ကအတက်တေချာပေါ့အတီးပြုတ်ကျင်တယ်ပြီးတော့ဒါဒီရက်ထဲမှာဆိုရင်အာရခတက်တော်ဒါရခိုင်ပြည်နယ်ကဘက်ကပေါ့နော်အာရခတက်တော်တင်ပိုက်ထားတဲ့ထိမ့်ချုပ်ထားတဲ့နင်းမြေတွေမှာ အပြစ်မဲ့ပြည်သူတွေပေါ်ကိုဒေသခံတွေပေါ်ကိုဘုံကျဲတိုက်ခိုက်တပ်ဖြတ်တာမျိုးတွေလည်းဇက်တိုက်လှုပ်ဆောင်နေတာတွေ့ရတယ်။အပြီးတော့အခုလိုမျိုးဒါဝါဒဖြစ်တဲ့ပုံစံမျိုးတွေလည်းလုပ်နေတာတွေအများကြီးတွေ့ရလိမ့်မယ်ပေါ့နော်။အဲဒီကတော့ဒါဒီစစ်ကောင်စီရဲ့အခုနောက်ပိုင်းအဲလောက်ရက်တွေကအာခတ်တက်တော် AA ဘက်ကိုမြအုပ်လက်နေပြီလားဆိုပြီးတော့လေဒါကျွန်တော်တွေးထင်မိတယ်ပေါ့နော်အဲတော့အခုလိုမျိုးဒါပြောရေးစုစုခွင့်ရှိတဲ့သူဥက္ကဋ္ဌဒုက္ခအနေနဲ့ထွက်ပြီးတော့လုံးဝ တုံ့ပြန်နိုင်တဲ့ဟာကလည်းဒါကောင်းမွန်တဲ့တုံ့ပြန်မှုတစ်ခုလို့မြင်တယ်ပေါ့နော်အခြားသောတော်လိုင်းတပ်ဖွဲ့တွေကိုလည်းဒါခုနလိုပုံဖြတ်နေတာတွေအဲခုနလိုလွှဲချနေတာတွေအပြစ်ဖို့နေတာတွေကအများကြီးရှိတယ်အဲ့လိုမျိုးလှုပ်လာတဲ့ခါမှာဒါအခုအာခတ်တက်တော့အေးလှုပ်တယ်လို့မျိုးပဲမြန်မြန်ဆန်ဆန်နဲ့ဘယ်ဟာတော့အမှန်ဘယ်ဟာတော့အမှားပါပြည်သူလူထုသိအောင်မြန်မြန်ဆန်ဆန်နဲ့တုံ့ပြန်နိုင်ဖို့ကလည်းအရေးကြီးတယ်လို့ကျွန်တော်ယူဆပါတယ်အဲ့ဒီဘက်နေမှာကျွန်တော်တို့တိုးပြီးတော့လှုပ်ဆောင်နိုင်ဖို့အတွက်ပို့ပြီးတော့လေထားဆောင်ရွက်စေချင်ပါတယ်ဗျ နောက်တစ်ခုကတော့တောင်ကူလေတက်ကိုဒါ short tight ဒုံးနဲ့ပြစ်ခဲ့တဲ့ဖြစ်စဉ်ပေါ့နော်။အဲတော့ကျတော့ဒီတက်ဖွဲ့နဲ့လည်းကျွန်တော်တချိန်ကြာရင် interview နိုင်ဖို့အတွက်ကျွန်တော်ကြိုးစားနေတာရှိပါတယ်။အဲဒီတက်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရည်နဲ့ပတ်သက်လို့ဖြစ်စဉ်ဖြစ်ရတဲ့နဲ့ပတ်သက်လို့ဖြစ်စဉ်ပေါင်းဘယ်လောက်ထိရှိနေပြီလဲဆိုတဲ့အကြောင်းတွေကိုသူတို့တွေပြောပြလို့မရဘူးဆိုရင်တော့မှကျွန်တော်သူတို့စီကနေပြီးတော့ဆက်သွယ်ပြီးတော့ကျွန်တော်ဒါပြည်သူတွေသိရှိအောင်လုပ်ပေးနိုင်ဖို့အတွက်ကိုစ조사နေရရှိပါတယ်အခုတော့နည်းနည်းတီးခတ်တောင်းအောင်ပေါ့နော်အဲ့တော့အဲဒီတက်ဖွဲ့တွေဆိုလဲအခုဆိုရင်တောင်းလေတက်ကိုပေါ့နော်ရှော့လိုက်လို့ ਨੇ ပြစ်ခတ်နိုင်ခဲ့တယ် ပြစ်ခတ်နိုင်ခဲ့တယ်ဆိုတဲ့ဟာကဒီတစ်ချိန်တည်းတော့မဟုတ်ဘူးရှေ့မှာအချိန်ပေါင်းများစွာရှိတယ်လုံတိုင်းလည်းအောင်မြင်ခဲ့တယ်အောင်မြင်အောင်လည်းအမြဲတမ်းလှုပ်ဆောင်နိုင်တယ်အဲ့တော့သူရဲ့လုံခြုံရေးအနေအထားကြည့်မယ်ဆိုရင်တောင်ကူလိုနေရာမျိုးမှာတောင်မှလုံတိုင်းဖြစ်တဲ့အနေအထားတစ်ခုကိုရောက်နေပြီစစ်ကောင်စီကတော်တော်လေးကိုချိနဲ့ပြိုလဲနေပြီလို့လည်းပြောလို့ရတယ်အပြင်သူတို့ဘက်ကလော်ဘီတွေကဒီလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့အရင်တုန်းကတော့ညင်းတယ်အခုကျတော့ဘယ်လိုမျိုးပြန်ပြီးတော့တုံ့ပြန်လဲဆိုတော့ဒီလိုပြစ်ခတ်ခံရတာကတော့မညင်းတော့ဘူးဒါပေမဲ့ သူကတနက်နဲ့ပြည့်ရင်တော့မှပေါ့နော်ဖြစ်စဉ်ကတော့မှန်တယ်ဒါပေမဲ့တနက်နဲ့ပြည့်ရင်တော့မှဒါတဲ့ပြီးပြည့်ရင်တော့မှလွဲသေးတာကွာပေါ့နော်ပြမတ်ကိုချိန်ပြီးပြည့်ရင်တော့မှလွဲသေးတာရှော့လိုက်တုံးဆိုပို့ပြီးဆိုးတာပေါ့ကွာပေါ့နော်အဲမင်းတို့ပြစ်တာဘယ်ဟုတ်မှမထီဘူးပေါ့ရေထဲကြရင်ငားရတယ်ပေါ့နော်အဲပြီးတော့အဲမြေမြေကြီးပေါ်ကြတဲ့ခါကျရင်ထင်းရတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးပဲသူတို့ကပြောသွားတာမျိုးရှိတယ်ပေါ့နော်အမှန်တကယ်ပြန်စဉ်းစားကြည့်မယ်ဟဲ့ဆိုရင်သူတို့ပြောသလိုပဲထားပါတော့ရှော့လိုက်တုံးနဲ့ပြစ်ခတ်တယ်အောင်မြင်သွားတယ်သူတို့ထဲကိုကြတယ်ဘယ်သူမှမထီဘူး ဒါပေမဲ့သူတို့အထဲမှာဘယ်လောက်ထိရက်ပွေတယ်လဲဆိုတော့ဒီလိုမျိုးပြက်ခတ်ခံရလာအောင်မင်းတို့တွေကညံပြင်းလာပြီလားမင်းတို့တွေအမြဲတမ်းလုံခြုံရေးလုပ်နေတဲ့ဟာတွေကတကယ်ရောဟုတ်ရဲ့လားမင်းတို့တွေဒီနေရာတွေကတော့အမြဲတမ်းဒါဆိုးမှုဖို့မကြိုးစားနိုင်ဘူးဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့အထက်ကဖိပြီးထောင်းတဲ့ဒဏ်တွေကိုဒီတက်မှုတွေပြီးတော့လုံခြုံရေးနဲ့ပတ်သက်လို့တာဝန်ရှိတဲ့သူပြောရရင်တဒက်လုံးပေါ့ဗျာ ဒီအချိန်မှာတော့တို့တက်အရေးပေါ်အချိန်ရေးကြီးချိန်ဖြစ်နေတာဖြစ်တဲ့အတွက်တဒက်လုံးပါတာပေါ့အဲ့လိုတဒက်လုံးဒါဖိပြီးတော့ထောင်းခံရတာမျိုးရှိတယ်အပြင်အရေးယူဖက်စားတဲ့အပိုင်းတွေတောက်လျှောက်ဆက်ပြီးတော့ပါလာလိမ့်မယ်အတခုကိုဆိုရင်မင်းတို့မလုံနိုင်ဘူးလားမင်းတို့အမြဲတမ်းခံနေရတာပဲမင်းတို့တိတ်ခါကြာတာကြီးလားဆိုတဲ့ပုံစံမျိုးတွေ ਨੇ ဖိပြီးတော့ထောင်းခံနေရတဲ့အဲပုံစံမျိုးအရေးယူခံနေရတဲ့ပုံစံမျိုးတွေကအမြဲတမ်းရှိလာလိမ့်မယ်ဒါဟာလေကျွန်တော်တို့အတွက်အကျိုးမြတ်ရှိစေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးအရေးယူခံရပြီဆိုတဲ့အချိန်မှာအချို့လူတွေက နေရာတွေပြောင်းရွှေ့ခံရတယ်ချို့လူတွေကအဲပြုတ်သွားတယ်ချို့လူတွေကထောင်ကျရင်ကြမယ်အဲ့နေရာကိုနောက်ထပ် တခြားအစ်စ်တော်သူတွေရောက်မယ်ပေါ့နော်အဲ့လူတွေကအဲ့ရဲ့နေမြေအကြောင်းသိချင်မှသိမယ်အဲ့လိုမသိတဲ့အခါရှေ့ကကျွန်တော်တို့တလိုင်းတက်ဖွဲ့တွေကရှေ့ကဖြစ်စဉ်မျိုးပဲအချင်းချင်းပေါင်းများစွာလုံနိုင်လိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အတွက်အကျိုးမြတ်ရတဲ့ဟာတွေကအများကြီးဖြစ်တယ်ပြည်သူလူထုအနေနဲ့လည်းဒါစစ်ကောင်စီနဲ့ဝဝလန်နေရာမျိုးတွေမှာနေစေခြင်းနဲ့တော်လိုင်းတက်ဖွဲ့တွေကဘယ်တော့မှပြည်သူလူထုကိုဥတီပြီးတော့မတိုက်ခိုက်ပါဘူးစစ်ကောင်စီရှိတဲ့နေရာကိုပဲဥတီတိုက်ခိုက်တာဖြစ်တဲ့အတွက်စစ်ကောင်စီနဲ့လွတ်လွတ်ကင်းကင်းနေတယ်ဆိုရင်အနေနဲ့ကင်းကြပါလိမ့်မယ်ပေါ့နော် နောက်တစ်ခုကတော့ဒါ concrete ဖြစ်စင်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ဒါစစ်သက်ရဲ့ဒါရုပ်တံပေါ့နော်ဝါရဖြန့်ရုပ်တံ line မြောက်တွေကနေပြီးတော့ဒါလိမ်လည်သွားတဲ့ဟာလည်းရှိတယ်အဲ concrete ဒါခုနှစ်ရက်ကွက်ကိုပေါ့နော်အဲ PDF အမြင်ကန်အကြံဖတ်အဖွဲတွေကမိရှုဖြက်စည်းပါတယ်ပေါ့နော်အဲ့လိုမျိုးဖြက်စည်းတဲ့အတွက်ဒေသခံပြည်သူတွေကညှို့ညင်ပြီးတော့ပြဿနာတွေဖြစ်တယ်အဲညှို့ညင်နေမထောက်ခံတော့ဘူးစတဲ့ဝါရဖြန့်တဲ့ပုံစံမျိုးလိမ်လည်တာပေါ့နော် day လိမ်လည်တဲ့ဟာကိုတွေ့ကြရလိမ့်မယ်ပေါ့နော်ကျွန်တော်လည်းအဲဥစ္စာကိုကျွန်တော်စာမျက်နှာမှာတင်ထားရှိတယ်ပေါ့နော်အဲတော့ တကယ်မြေပြင်အဖြစ်ဖြစ်စဉ်အမှန်ကျွန်တော်တပ်ဖွဲ့တွေနဲ့ကျွန်တော်အမြဲတမ်းအဆက်အသွယ်ရှိပါတယ်အဲ့တော့ကျတော့ အဲသူတို့တွေလာပြီးတော့မိရှို့သွားလို့တပ်ဖွဲ့တွေကဘလို့တော်မှပြန်လုပ်ပေးရတယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်ကတသိဗီဒီယိုဖိုင်နေရှိတယ်ပေါ့နော်အဲဥစ္စာတွေလည်းအလင်းသိရင်တင်တယ်လို့ကျွန်တော်တို့ဒါ BBM Telegram Channel မှာတင်ပေးပါမယ်ဗျအဓိကတော့ပြောချင်တာအဲသူတို့ဘက်ကဝါရဖြတ်တဲ့လုပ်ငန်းတွေလိန်လေတဲ့လုပ်ငန်းတွေအပြော့အတင်းအဖွဲ့နဲ့ကိုလုတ်ပြီးတော့ဗောနော်ဒီဘက်ကိုစိတ်သက်စစ်စီလုပ်နေတဲ့လုပ်ငန်းတွေမှာအခုနောက်ပိုင်းတော်တော်လေးကိုတွင်ကျလာတယ်ဆိုတဲ့ဟာကိုလည်းသတိချက်စေချင်တယ်အဲကြတော့သိခွဲတဲ့အပိုင်းတွေပို့ပြီးတော့များလာလိမ့်မယ် ထင်အောင်ထင်မှားဖြစ်အောင်လုပ်တဲ့ပုံစံမျိုးတွေပိုပြီးများလာလိမ့်မယ်အပြစ်ဖို့တဲ့ပုံစံမျိုးတွေထိုးချတဲ့ပုံစံမျိုးတွေပိုပြီးတော့များလာလိမ့်မယ်ပေါ့နော်အဲ့လိုများလာတဲ့အခါမှာအဲတော်လန်ပြည်သူကတော့တော်လန်အင်းကိုယုံကြည်ပြီးတော့တော်လန်အင်းကိုထောက်ခံပါတယ်ဆိုတော့တော်လန်ပြည်သူကတော့လုံးဝသူတို့ရဲ့စကားတွေကဟာသဖြစ်နေလိမ့်မယ်ဒါပေမဲ့လည်းဂျားတွေကနေပြီးတော့ပေါ့နော်ဘယ်ဘက်မှမလိုက်ဘူးဆိုတဲ့သူတွေအတွက်ကတော့အထွေးဟာတွေဖြစ်ပြီးတော့တော်လန်အင်းတပ်ဖွဲ့တွေကိုအမြင်မကြည်ကောင်းမကြည်ကြတယ်ဖြစ်လာနိုင်တယ်အဲ့တော့ကျတော့ကျွန်တော်ဘက်ကဘယ်ဟာအမှန်ဘယ်ဟာအမှားဆိုတဲ့ဟာကိုအမြန်ဆုံး ဒါအချိန်တို့အတွင်းမှာပြန်ပြီးတော့တုံ့ပြန်နိုင်ဖို့အရေးကြီးတယ်ဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်အဲပြီးတော့သူတို့ဘက်ကစိတ်သက်စစ်စင်ရေးကိုအတင်းအဖွဲ့နဲ့လှုပ်လာတယ်အဲပုံများလာတယ်လို့ကျွန်တော်ဘက်ကလည်းငြင်းငြင်းညွတ်ညွတ်နဲ့ပေါ့နော်အဲကျွန်တော်ဒေါ်လာတက်ဖွဲ့တွေထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေမှာအဲဒီဥစ္စာတွေပို့ပြီးတော့ပြန့်အောင်အဲတက်ဖွဲ့တွေရဲ့လှုပ်ဆောင်ချက်တွေပို့ပြီးတော့အခုနကလို့ကြားနေသူတွေပို့ပြီးတော့သိအောင်အဲဘေဟာဓမ္မဘေဟာအာရမဆိုတဲ့ဟာမျိုးတွေသိအောင်ကျွန်တော်တို့တွေဝိုင်းပြီးတော့အဲဖြန့်ဝေပေးကြဖို့လည်းလိုတယ်ဆိုတော့ဒီညကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်